မင်္ဂလာပါ channel တွင်ဒီခုပိတ်သက်ကြီးခင်ဗျာသတင်းကြွအခါသမယဆိုတာတကယ့်ကိုအင်မတန်မှမင်္ဂလာရှိတဲ့နေ့ရက်လေးပါသတင်းကြွလာပြီနေ့ဟာမြတ်စွာဘုရားတာရိန်သာနတ်ပြည်မှာအဘိဓမ္မာတရားဟောကြားပြီးတော့လူပြေကိုပြန်ကြွလာတဲ့နေ့လေးဖြစ်ပါတယ်လူပြေကိုပြန်ကြွချီလာမယ်မြတ်စွာဘုရားကိုတာဝတိဝေသာလီရာဇဂျူဘာယာနတိစတဲ့မြို့များမှာရှိတဲ့ပြည်သူပြည်သားတွေဟာစီမီနတ်တာပန်းမိရှုမိပန်းနေနဲ့ကြိုဆိုခဲ့ကြပါတယ် အဲ့ဒီလို ပူဇော်ခဲ့တဲ့အစင်လာကိုနှစ်စဉ်သတင်းကြွလာပြီနေ့တွေမှာစီမီထွန်းပြီးတော့ပူဇော်ခဲ့ကြပါလေ။ဒါကြောင့်သတင်းကြွလာပြီနေ့မှာစီမီပူဇော်ထွန်းတဲ့လေးထားဖြစ်လာတယ်လို့မှတ်သားလေ့လာရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့သတင်းကြွလာပြီနေ့တွေမှာဆိုလို့ရှိရင်မိဘမိတ်ဆွေသင်္ဃာအပေါင်းနဲ့ဆရာဆရာသမားအပေါင်းတွေကိုကြွခဲ့ကြတာဟာတကယ့်ကို ြစ်เสียကောင်းတယ်ကျွန်တော်တို့မြန်မာဒလေထုံတန်းဆင်လာလေးပါမြန်မာပြည်သူပြည်သားပေါင်းသတင်းကြော်အခါသမယမှာစရွေးစိတ်ချမ်းသာကိုကျမ်းပါနဲ့အလိုချင်းဆုံးအတောင်းတဆုံးဆုမြမနှင်းမမြန်ရရှိကြပါစေအေးချမ်းသာယာပြီးတော့လူရဆန္ဒတွေလည်းအမြန်ဆုံးပြေဝကြပါစေ